မွန်စကားမှာကျမော့ဆမ်တမ်းဆိုတာဘာကိုပြောတာလဲဆိုရင်တော့မွန်စကားမှာကျမော့ဆမ်တမ်းဆိုတာကအမတ်တရားဓမ္မမောရဲ့အထိုင်အမှတ်ကိုပြောတာဖြစ်တဲ့အမတ်တရားဓမ္မမောရဲ့အထိုင်အမှတ်အမတ်တရားအထိုင်အမှတ်ကိုမွန်လို့ကျမော့ဆမ်တမ်းလို့ပြောပါတယ်ကျမော့ဆမ်တမ်းကျမော့ဆမ်တမ်းကျမော့ဆမ်တမ်း အမတ်တရားအထိုင်အမှန်အဲ့ဒါကိုမွန်လို့ဂျမော့စမ်တမ်လို့ပြောပါတယ်ဂျမော့စမ်တမ်ဂျမော့စမ်တမ်နောက်တော့လက်ဆောင်ကိုမွန်လို့ပရန်တဝါလို့ပြောပါတယ်လက်ဆောင်ကိုပရန်တဝါ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  အမတ်တရားလက်ဆောင်ဆိုရင်တော့ပရံတောဇမုစံတံပရံတောဇမုစံတံပရံတောဇမုစံတံအမတ်တရားလက်ဆောင်လို့ပြောပါတယ်ပရံတောဇမုစံတံနမဟောယေဇမုစံတံငောကုဏဟကာမွန်ဇမုစံတံငောကုဏဟကာမွန်ဇမုစံတံ ငုံကောကမုံစင်တော့မောအမျိုးသားနဲ့အမတ်တရဓမ္မမောရဲ့အထဲမှန်မောမျိုးသားနဲ့အမတ်တရအထဲမှန်အဲ့လိုမျိုးပြောကြပါလေကျွန်မ sometimes ဆိုတာကအမတ်တရအထဲမှန်ကိုပြောတာဖြစ်တယ်လက်ဆောင်ကိုကြတော့ပရန်တော်ပရန်တော်ပရန်တော်စာသားလေးကိုကျွန်တော် comment out မှာဓမ္မမောရဲ့အပေါ်မှာ แมนทาปีเมตังราอา